င်္ဂလာပါမင်းစမရဲ့သတင်းတူသတင်းမှားများကိုတိုက်ဖြတ်ခြင်း misinformation buster season ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့ဂျူချမ်းပါ။ဒီတစ်ပတ်မှာတော့အီရန်ပြည်သူတွေအပန်းဖြေဖို့ trend က twin two ပြီးခဲ့တဲ့ဆိုတဲ့ရုပ်သံဖိုင်အမှားညာရီတို့နှီးပညာနဲ့လက်ရှိ social media အကြောင်းဇူလိုင်လထဲမှာပြန့်နှံ့လာနိုင်ခြေရှိတဲ့သတင်းအမှားတွေအကြောင်းကိုစူးစိတင်ဆက်ပေးသွားမှာပါရှင့် အီရန်ပြည်သူတွေအပန်းဖြေဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဒေါ်လာဘီလီယံချီသုံးပြီးတော့ရေရင်တူးပေးခဲ့တယ်ဆိုတဲ့ရုပ်တောင်ဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန်နေပါတယ်။ရရင်ငယ်ဆိုတဲ့ Telegram အကောက်ကနေဂျွန်လာ25ရက်နေ့မှာအနုမြူထူမထီတော်မသိဘူးအီရန်ပြည်သူတွေအပန်းဖြေစရာနေရာအဖြစ်ဘီလီယံချီသုံးပြီးတော့တွင်တူးပေးခဲ့တဲ့ဒေါ်နယ်ထရမ့်ဆိုပြီးတော့ရေးသားကရုပ်တောင်ဖိုင်တစ်ခုကိုဖြန့်ဝေခဲ့တာပါ။ရုပ်တောင်ဖိုင်ထဲမှာတော့အကြောက်ကူတွေကြားတဲ့ကရေကန်ရှိတဲ့နေရာကိုလူတွေအများကြီးကလာရောက်ကြိရှိတာကိုထည့်သွင်းဖော်ပြထားပါတယ်။ တရုတ်တံကိုကျိနှစ်သက်သူ16000ကျော်နဲ့ပြန်လည်မျှဝေမှု1800ကျော်ရှိနေပြီဖြစ်တယ်လို့ကြည့်ရှုသူဟာ13000ကျော်ရှိနေပြီဖြစ်ပါတယ်။တရုတ်တံဟာ Facebook မှာပြန်လည်ဖြန့်ဝေတဲ့သူတွေအများပြားရှိနေပြီလည်းဖြစ်ပါတယ်။ဒီစမကတရုတ်တံမှာပါဝင်တဲ့ screenshot တချို့ကိုဓာတ်ပုံတွေစစ်ဆေးခဲ့တဲ့ Google Image Search ကနေတဆင့်ရှာဖွေစစ်ဆေးခဲ့ပါတယ်။ဒီလိုစစ်ဆေးတဲ့အခါမှာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာ TikTok account တစ်ခုကနေဖြန့်ဝေထားတဲ့ post တစ်ခုကိုတွေ့ရပါတယ်။အဲဒီ post ထဲမှာ #heatcave ရီယတ်ဆော်ဒီအာရေဗီယာလို့ရေးထားသလို post ရဲ့ခေါင်းစဉ်မှာလည်း high be come to heat cave လို့ရေးထားပါတယ်ဒီဗီဒီယိုထဲမှာပါဝင်တဲ့နေရာနဲ့အခုပြန့်နေတဲ့နေရာဟာတနေရာတည်းတပုံစံနဲ့ထပ်တူညီနေပါတယ် heat cave လို့ရိုက်ရှာတဲ့အခါမှာလည်း sorry arabia မှာရှိတဲ့အကြောင်းသိကြရပါတယ်ဒီ hate cave ရဲ့ဒီနေရာကို Google Earth Pro မှာရှာဖွေသွားကြည့်ရှုတဲ့အခါမှာပြန့်နေတဲ့ဗီဒီယိုတက်ကရေကန်နာမှာကြောက်ဆောင်အဝိုက်ကြီးရှိသလိုမြေပေါ်ကနေကြည့်တဲ့အခါမှာလည်းကြောက်ဆောင်အဝိုက်ကြီးရှိနေတာကိုတွေ့ရမှာပါ ဒါကိုကြည့်ရင်အီရန်ကိုအမေရိကန်ကဘုံကျဲလို့ဖြစ်ပေါ်လာတဲ့ရေတွင်မဟုတ်ပဲဆော်ရီအာရေဗျားနိုင်ငံမှာရှိနေတဲ့ရေခွင်းဖြစ်နေတာကိုသိနိုင်ပါတယ်ဒါကြောင့်အီရန်ပြည်သူတွေအပန်းဖြေဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဘီလီယံစီသုံးပြီးတော့ရေတွင်တူးပစ်ခဲ့တယ်ဆိုတဲ့ရုပ်သံဟောင်း Sorry Arabia နိုင်ငံမှာရှိတဲ့ရေတွင်ကိုအတုံးချပြီးလူအများအထင်မြင်လွဲအောင်သတင်းမှဖြန့်ဝေထားတာဖြစ်ပါတယ်။လက်တလုံးမှအီရန်နိုင်ငံကစစ်ရေးအရအရေးပါတဲ့နေရာတချို့ကိုအမေရိကန်လေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ အီရန်နဲ့အစ္စရေးနှစ်နိုင်ငံအပြန်အလှန်ပစ်ခတ်နေရကနေအမေရိကန်ပါဝင်လာတာဖြစ်ပြီးတော့ဒီလိုအချိန်မှာပဲချိန်သားကိုက်လူတွေအထင်မြင်လွဲစေနိုင်တဲ့သတင်းမှားတွေပြန့်နှံ့လာတာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ညာရဲတုနီးပညာနဲ့လက်ရှိဆိုရှယ်မီဒီယာအကြောင်းကိုဆက်ပြီးပြောပြပေးပါမယ်။ social media လို့ပြောလိုက်ရင်အသုံးပြုသူတိုင်းကကိုပိုင်းအတွေးအမြင်ဖန်တီးမှုတွေကိုလွတ်လွတ်လပ်လပ်မျှဝေဖော်ပြနိုင်တဲ့နေရာအဖြစ်သိကြမှာပါ တိုးတက်လာတဲ့ခေတ်နဲ့အညီဉာဏ်ရည်တုနေပညာ AI နဲ့ဖန်တီးချက်တွေကိုလည်းလက်ရှိ social media တွေမှာအတွေ့များလာပါတယ်သတင်းတွေဟာအရင်ကပုံတွေကိုပြုတ်ပြန်တာရုပ်သံတွေကိုဖျက်ညှက်ကပ်လုပ်တာအချက်လက်မှားတွေနဲ့ဖြန့်ဝေတာနဲ့အရင်သတင်းဟောင်းတွေကိုအသက်ဖန်တီးတာတွေကိုအများဆုံးတွေ့ရပါတယ်။ညာရီတို့နေပညာ AI ကိုတွန်းတွန်းကျကျသုံးလာပြီးတဲ့နောက်မှာတော့ social media ကိုအသုံးပြုပြီးဝင်ဝင်ရှာဖို့အတွက်ဒါဟာလမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။ဒါနဲ့အတူပဲသတင်းတွေကိုလည်းအများပြားတွေ့လာရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကိုလိုက်ပြီးတော့ AI နည်းပညာသုံးဖန်တီးမှုတွေအထက်မှာမြန်မာပြည်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေကဆလို့ပြန့်နှံ့မှုများလာခဲ့တာဖြစ်ပါတယ်။ပကံဖျားနောက်ခံတဲ့ပျက်စီးမှုတွေရုပ်တံဖိုင်ကိုမှတ်မိကြအောင်မြင်ထမရယ်။ဒါဟာ AI ဖန်တီးမှုတစ်ခုပါ။ AI ဖန်တီးမှုတွေဟာနောက်ပိုင်းမှာပိုပြီးတော့ပြည်ပြန်လာတာကြောင့်အစ်စ်အမှန်ဟုတ်မဟုတ်ကိုခွဲခြားရခက်လာတာတွေရှိလာပါပြီ။ဒါကြောင့်ဒါတွေနဲ့ပတ်သက်ပြီးတော့ဘလို့ခွဲခြားလို့ရှာနိုင်တယ်လဲဆိုတာကိုတင်ပြသွားပါမယ်။ ။အရှိမဥပမာပေးခဲ့သလိုပဲငလင်းနဲ့ဆိုင်တဲ့ရုပ်သံမှာပျက်စီးမှုတွေကြားထဲသွာလာနေတဲ့ကားတွေတချို့သောအိမ်ပုံစံတွေနဲ့အတူထူးခြားတာကလူနှစ်ယောက်လမ်းလျှောက်နေတဲ့ပုံစံတွေပါ။ဒါတွေကိုသေချာကြည့်ရင်မူမှန်တာတွေကိုတွေ့ရမှာပါ။ဒီလိုမူမှန်တာတွေက AI နဲ့ဖန်တီးထားကြောင်းသိနိုင်တဲ့အရာတွေပါ။နောက်တစ်ခုကတော့တလောကပြန်သွားတဲ့ရေကြီးတဲ့ရုပ်သံမှာ တရုတ်သားမှာဆိုရင်လည်းမိုးရွာတဲ့နေရာရေကြီးနေတဲ့လမ်းမရဲ့အဝါရောင်မိုးကံနဲ့သတင်းတင်ဆက်နေတဲ့သတင်းတောက်တယောက်ရဲ့ဆိုင်ငယ်မောင်းလာသူတယောက်နဲ့ဂျိုက်တစ်ခုပါဝင်ပါတယ်။သတင်းတင်ဆက်နေတဲ့အချိန်မှာအနောက်ကဆိုင်ငယ်မောင်းသမားကရုတ်တရက်လမ်းမပေါ်မှာရေအောက်ထဲရောက်သွားပြီးတော့ပျောက်သွားတာကိုတွေ့ရမှာပါ။ဒါပေမဲ့ဆိုင်ငယ်သမားပျောက်သွားတဲ့နေရာနဲ့ဂျိုက်ဟာလွဲနေသလိုပြုတ်ကျသွားတာကလည်းဆိုင်ငယ်ဘော်ကနေရိုင်းနေသွားတဲ့ပုံစံလည်းမရှိသလိုမောင်းသူဟာလည်းကြောက်ရွံ့မှုမရှိတုတ်ပြန်မှုမရှိပဲဖြစ်နေတာကိုတွေ့ရမှာပါ။ ဒါဟာလည်း AI နဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်။နောက်တစ်ခုကအိုလံပစ်ပြိုင်ပွဲမှာခွေးလေးတွေရေကူးပြိုင်ကြတယ်ဆိုတဲ့ရုပ်သံမှာဒီဖိုင်မှာဆိုရင်ခွေးလေးတွေတကောင်ပြီးတကောင်ရေထဲကိုတိုင်ပင်ပစ်နေတာကိုတွေ့ရမှာပါ။အမတ်တမဲကြည့်လိုက်ရင်တော့အဆက်လွတ်ထင်ရပြီးတော့ဒါကိုပဲချစ်စနိုးနဲ့မျှဝေနေကြပါတယ်။ဒီထဲမှာပြိသက်အားပေးတဲ့အတန်တွေပါဝင်ပြီးတော့တကယ်တမ်းပြိသက်တွေကလက်ခုပ်လက်ဝါးတီအားပေးတာမျိုးမရှိပဲငြိမ်သက်နေတာကိုတွေ့ရမှာပါ။ဒါဟာ AI ဗီဒီယိုဖြစ်ကြောင်းကိုလည်းသတင်း website တွေမှာတွေ့ရပါတယ်။ နောက်ဆုံးတစ်ခုကတော့တားပိုက်ကောင်လေးလေရင်လက်မှတ်ကင်ပြီးတော့လေရင်စီးဖို့စူးစမ်းနေတဲ့ file မှာအဲ့ဒါနဲ့မရှိမနှောင်းမှပဲလေရင်စီးနေတဲ့တားပိုက်ကောင်ရှုပ်တံလေးထွက်ပေါ်နေပါတယ်။တာမန်ကြည့်လိုက်ရင်တော့ဒါဟာတကယ်ဖြစ်စင်လို့ထင်ရတာပါ။ဒါနဲ့ပတ်သက်ပြီးတော့ရှောက်ဖွေစစ်ဆေးလိုက်မှဒါဟာ AI နဲ့လုပ်ထားတဲ့ရုပ်တံဖြစ်တဲ့အကြောင်းသတင်းတွေမှာဖော်ပြသလိုစတင်ဖြန့်ဝေတဲ့ Instagram အကောင့်ကလည်း AI ဖန်တီးမှုတွေကိုပြန်လည်ဖော်ပြနေတဲ့အကောင့်ဖြစ်နေတာကိုတွေ့ရပါတယ်။ ကောက်ချက်ချရင်တော့ AI နဲ့ဖန်တီးတဲ့ရုပ်သံတွေမှာကင်မရာကိုကြည့်နေတဲ့ပုံတွေစကားပြောဟန်မျက်လုံးရဲ့အသက်ဝင်မှုမြန်မာစကားနဲ့ဖန်တီးတဲ့ရုပ်သံတွေမှာအတန်တွေမပြေပြန်တာရုပ်တိတ်မကျတဲ့အချက်လက်တွေပါနေတာမျိုးတွေပါဝင်နေတာပါဒီလိုရုပ်သံတွေဟာဆိုရှယ်မီဒီယာတွေမှာပြန့်နေပြီးတော့အဆက်လွတ်ထမ်းပြီးတော့ပြန့်ဝင်နေကြတာကနေအမှားတွေကိုအမှန်လို့ယူဆလာနိုင်ပါတယ်။ AI နည်းပညာဟာဒီထက်ပိုပြီးတော့တိုးတက်လာဖို့ရှိနေတာကြောင့်နောက်ပိုင်းမှာခွဲခြားရခက်တာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ ဒါတွေကိုကျင့်ဝတ်နဲ့မညီပဲသတင်းတုထုတ်တာအဲဒီကနေမှတဆင့်လူမျိုးရေးဘာသာရေးကိုခုရုံးလုပ်ပြီးတော့နိုင်ငံရေးအကျိုးမြတ်အတွက်အသုံးချတာတွေအထိမဖြစ်အောင်သတင်းတုတွေကိုတိုက်ဖြတ်ဖို့လိုအပ်နေစေဖြစ်ပါရဲ့ရှင်။အခုကတော့ဇူလိုင်လထဲမှာပြန့်နှံ့လာနိုင်ခြင်းရှိတဲ့သတင်းတုသတင်းမှားတွေကိုသတင်းဖတ်ရှုသူတွေအနေနဲ့ကြိုတင်သတိထားမိနိုင်အောင်ဖော်ပြတင်ဆက်ပေးသွားမှာပါ။ လာဆန်အတိပေးနေကြဖြစ်တဲ့တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ရင်တော့အချက်လက်အမှားတွေပေါင်းဝင်တဲ့မြေပြင်အခြေအနေတွေစစ်ရှောင်ဒေသတွေရဲ့အခြေအနေနဲ့ပတ်သက်တာတွေနောက်ပြီးတော့တိုက်ပွဲဗီဒီယိုဖိုင်တွေနဲ့ဆက်ဆက်ပြီးတော့ထွက်လာနိုင်ခြေရှိတဲ့ရုပ်သံဖိုင်အဟောင်းအရင်ဖန်တီးမှုတွေနဲ့အတူဝါရဖြန့်သတင်းမှားတွေရဲ့ပြန့်နှံ့လာနိုင်ခြေတွေကိုလည်းသတိထားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်တစက်တဲမှာပဲဒီလိုတိုက်ပွဲသတင်းတွေနဲ့အတူလူမျိုးရေးဘာသာရေးပြိပခောက်ကိုဥတီစေနိုင်တဲ့အမုန်းစကားတွေပါဝင်တဲ့သတင်းတို့တရဲမှားတွေနဲ့ရောနှောဖြောင့်ဝင်တာတွေကိုလည်းသတိပြုရပါမယ်။ 7 July ရေတော်ပုံနှစ်ပတ်လည်နေ့လည်းရှိနေတာကြောင့်ဒါနဲ့ပတ်သက်ပြီးသတင်းတူတွေထွက်ပေါ်လာနိုင်ပါတယ်။အလားတူပဲ July 19ရက်နေ့ဟာအာဇာနည်နေ့ဖြစ်ပါတယ်။ဒီလိုနေ့တွေမှာတော့ပြည်တွင်းမှာအဖက်ဖက်ကတော်လှန်နေကြတဲ့သူတွေအနေနဲ့လုံခြုံရေးအရာသတိထားဖို့လိုသလိုအာဇာနည်နေ့ဆိုတဲ့သမိုင်းမှတ်တမ်းတွေနဲ့ပတ်သက်ပြီးတော့အချက်အလက်အမှားတွေဖြန့်ဝေလာနိုင်ပါတယ်။ကမ္ဘာတစ်ဝန်းကစစ်ပွဲတွေနဲ့ပတ်သက်ရင်လည်းသတင်းတူတွေ AI ဖန်တီးမှုတွေပြန့်နှံ့လာနိုင်ပါတယ်။ မိုးရွာသည်လည်းဖြစ်တာကြောင့်မိုးလေဝသသတင်းတွေရွေကြီးရေရှမ်းသတင်းတွေနဲ့အတူသတင်းတူတွေလည်းပါဝင်ပြန့်နှံ့နိုင်ပါတယ်အခုချိန်မှာလည်း AI နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့တိုးတက်လာတာကိုမြင်ရမှာပါရုပ်သံတွေကိုလည်းဖန်တီးလို့ရလာသလိုပုံဖော်လို့ရလာကြပါပြီဒါကြောင့်ရှေ့လျှောက်သတင်းတွေကိုကြည့်ရှုတဲ့စာဖတ်သူတွေဟာသတင်းဖတ်ရှုတဲ့အခါမှာသတင်းအမှားတင်မကပဲ AI နဲ့ပါပြုတ်လုထားလားမလုထားဘူးလားဆိုတာတွေကိုပါသတိထားရတော့မှာဖြစ်ပါတယ်ဒါကတော့ဇူလိုင်လအတွင်းပြန့်နှံ့လာနိုင်ခြင်းရှိတဲ့သတင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သုံးသပ်တင်ပြပေးသွားတာဖြစ်ပါတယ်။ ကိုဖက်ရှုလိုက်တဲ့သတင်းတွေကိုချက်ချင်းမယုံပဲတရားဝင်ထုတ်ပြန်ချက်တိကျသေးချာတဲ့သတင်းရမျက်တင်နဲ့အတူလွတ်လပ်ပြီးအမိခိုးကင်းတဲ့သတင်းဌာနတွေကနေတဆင့်စိုက်ဆိုင်စစ်ဆေးကြဖို့တိုက်တွန်းလိုက်ပါရစေရှင်။ဒါကတော့မစ္စမကတပတ်တွင်ဆစ်ဆက်ထားတဲ့အကြောင်းအရာတွေကိုကျွန်မတူချန်းကစူးစိတင်ဆက်ပေးခဲ့တာပါ။ပရဒတ်တဲ့အနေနဲ့စစ်စေးစစ်ခြင်းတဲ့သတင်းတွေတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်တန်လျာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့အချက်လက်စစ်စေးသူတွေစီကိုတင်လင်လေးကနေတဆင်ပေးပို့ကြဖို့ဖိတ်ခေါ်ပါရစေ။ ကြည့်ရှုခဲ့ကြတဲ့ပိသက်တွေအားလုံးတဘာဝဘေးစစ်ဘေးကနေကင်းဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်။လူ့သောမီဒီယာတွေဆက်လက်ရည်တည်နိုင်ဖို့ပိသက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝေပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။